ကလစ်ကများအားလုံးပဲမင်္ဂလာပါရှင် Freedom of Future Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Freedom of Future Channel ရဲ့ဝိုင်းတော်သားများတင်ဆက်ဖတ်ပြသွားမှာတော့ကလျာဝိစာသိပ်ပံရေးသားထားတဲ့ဆင်းလဲသောယောက်ျားတစ်ယောက်အကြောင်းပိုင်းတစ်ကိုဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ခံစားပေးကြပါအောင်ရှင်ကန်တ ဘယ်လိုအဲ့အောင်ပြန်ပြောစမ်းပါဦးမင်းတို့ကောင်တွေဘယ်သူမှနားမကန်ဘူးငါပြောပြီးသားထပ်မပြောနိုင်ဘူးမျက်နှာတင်းတင်းနှင်းပြောလိုက်သောစင်မင်း၏မေးစေးကိုညီညီရကိုင်ပြီးဟိုလဲဒီလဲလှုပ်နေသဖြင့်စင်မင်းကလက်ကိုပုတ်ချလိုက်ချိန်မှအအောင်ဦးကမင်းရဲ့ဘယ်ဘက်ပါလားညဘက်ပါလားအရိုက်ခံရမယ့်နေရာကိုဒီကောင်ရှာနေရလေဟုတ်တယ်မလားဟဲ့တစ်ဖက်တည်းမကောက်ဘူးနှစ်ဖက်လုံးတော်ဖြစ်နိုင်လို့ကြိုတင်ကြည့်ထားတာကွာအတန်းတူတော်လေသူတို့ထက်အသက်နှစ်နှစ်ကြီးသောကိုတို့ကြီးက ငါညီရစုမြတ်တင်စာဆိုတဲ့မိန်းကလေးကလွှဲရင်ဒီတက်ကတော်ကြီးတစ်ခုလုံးကမိန်းကလေးတွေမင်းကြိုက်ချင်တဲ့သူကြိုက်စမ်းပါကွာပြီးခဲ့တဲ့ကာလဗော်ဒနီယာကောင်လေးတယောက်စားလိုက်ပြီလို့လူပုံးလေးမှအဆက်ခွဲလိုက်တာလေမင်းအသိပဲအဲ့ဒီကောင်လေးရှက်လွန်းလို့ကြောင်းထွက်သွားပြီနေပြန်လားရန်ကုန်မှာပဲလားတော့မသိဘူးတိတ်ရိုင်းနေမိမအေးငါလိုမိမမျိုးမှလိုက်ကြည့်ချင်တာဘယ်သူမှမတားကြနဲ့တော်ပြီကွာသွားကြမယ်ဇင်မင်းကနေရာမထတော့အားလုံးလိုက်ထားပြီးပြန်ပြေးကြသည် ဒီကောင်ဘလို့အတွေးမျိုးဘလို့စိတ်ကူးမျိုးနဲ့များစုမျက်တင်စာကိုတက်ပြီးကြံရဲတလဲဆိုတာဘသူမှတွေးရမရကြအမှန်ကတော့မင်းနဲ့မတန်ပါဘူးကွာလို့ပြောချင်ကြပေမဲ့ပြောရမထွက်ကြကိုတူကြီးကတော့တကယ်လူကြီးလေတဲ့နဲ့ခေါင်းလေးတဆဆညင်ရင်อืมဘရင်သမီးတော်နဲ့ဆောင်းသမားတော်ရသွားကြတယ်လို့အဆိုရှိတာပဲဒရိုက်ဘာနဲ့တထေသမီးရသွားကြတာတွေလည်းတကယ်ရှိခဲ့တယ်လေကျိုးဘက်ကရောက်ကြပဲလူပြိုတရားဟာ ိမ်တောင်မရှိတဲ့ဘယ်လိုမိန်းကလေးကိုမဆိုတောင်းဆိုခွင့်ရှိတယ်ကိုတူကြီးအေးပြောလဲညီလေးစင်မဲကျွန်တော်ကျွန်တော်ပြောလေကွာအင်းလေကျွန်တော်အလှကြိုက်တယ်ကိုဦးမဲမိန်းမတိတ်လှစီခြင်းနဲ့ဒါကြောင့်မသူတို့အားလုံးယုံကြားလိမ့်မည်ထင်ပါသည်ဇင်မင်းစကားအတိုင်းသူအလှကြိုက်သည်မှလည်းအမှန်ပဲသို့တော်လည်းထိုထက်လှဝင့်နဲ့ဆိုင်သောအကြောင်းအရာဇင်မင်းနှလုံးသားထဲမှာရှိနေကြောင်းကိုဖြင့်ဘသူမှယိမ်မိကြမည်မထင်ပါဒီလိုနဲ့လူစုခွဲလိုက်ကြသည် သက္ကသိုလ်ဤဝင်းကျင်ဂန်းကော်ပင်အောက်ရေတမာပင်များရှိတစ်ပုတ်ပင်ကြီးဝင်းကျင်လင်းလျားရေပြင်နှင့်ကမ်းခြေစာသောတာမောဝယ်နေရာများမှာဆယ်ကျော်သက်နှင့်အသက်20ဝန်းကျင်အရွယ်များဤနှလုံးသားနုသစ်လေးများစတင်ခံစားတက်လာကြခြင်းဖြစ်၍ပညာရှာရင်ပျော်ရွှင်တွကြွနေသူများ အခြေဖြင့်မွေးလျော်ကြည်နူးနေကြသူများအသည်းနုလေးမှာဒဏ်ရာအနာတရားနှင့်လွမ်းဆွေးစွာမျက်ရည်ကျွလဲနေကြသူများဖြင့် တကတူသည်လူငယ်တို့၏နေရာလူငယ်တို့၏မိခင် လူငယ်တို့၏အိပ်သာလူငယ်တို့၏အဓိကနေရာကြီးအဖြစ်နှင့်ထာဝရတွင်တွင်တည်နေပါလေဇင်မင်းသည်တငယ်ချင်းများနှင့်ခွဲပြီးတော်လဲအိမ်တို့မပြန်ဖြစ်သည်တခုသောကန်းကော်ပင်အောက်မှခုန်တန်းလျားလေးတွင်ထိုင်နေမိသည်ဆန္နာသောခြေကိုငုံကြည့်လိုက်တော့တရေဖနက်အဟောင်းကိုစတင်စိတ်ပြက်စွာမြင်ရသည်။သူဤတထဲတဲသောချင်းပေါင်းမိကအပြာရောင်ပြဲလွင့်နေတော်လဲကိစ္စမရှိ။ဒါကမော်ရယ်ပဲ ဂျင်းဟောင်းကပိုရွေးပင်ခင့်မိနေသော ကာလာတကူမှာဒီပေါင်းမိလေးကို သူသိမ့်မမောသည်တီရှက်အင်ကြီးကဟောင်းလာပြီးသူညီမရှိတာရောသူပိုင်ဆိုင်တာရော ပေါင်းပြီးထဲလဲဝစ်တာတောင်မှခက်လက်လက်အင်ကြီးကငားတယ်ထမပူအိမ်ကိုသူမပြန်ချင်းအိမ်မှာမိသွေးမိဖို့အိုမမဲကြီးတွေညစ်ပေနေသောပကံများမိโกနဲ့ဟင်းဦးနဲ့များဖြင့်အကန့်ချင်းလေးထဲမှာမှုန်ထွန်ပြီးအသက်ရှူကျက်နေတဲ့သဖြင့်သူအိမ်ကိုပြန်ချင်စိတ်မရှိ မင်းဟာချမ်းသာမဲ့ကောင်းမလားဟုသူ့ဦးလေးဝန်ွက်တယောက်ကသူ့လက်ဖွားမှလက္ခဏာကိုအပြင်းပြေသဘောပြောသွားပြီးကလေးကသူ့စိတ်ကူးယဉ်နေခဲ့သည်။စင်ရဲချင်းဆိုသောယခုလက်တွေ့ခံစားနေရသည့်ခါသီးပွေဒုက္ခကြီးကိုသူယုံမုန်းဆက်ရှုပ်လာပြီးဟီတွင်းနဲ့ကြီးထဲမှယုံထွက်နိုင်ဖို့မျှော်လင့်ချက်ဖြင့်စာအစွဲကုန်စူးစားခဲ့သည်ဖြင့်သူ့ဆယ်တန်းအောင်ခဲ့သည်။ပွဲရအောင်စူးစားပြီးလင်လဲဝန်ထမ်းဘဝနှင့်တင်းတိမ်ရမည်။အလွန်ဆုံးအရာရှိဖို့ အရာရှိတဦးအဖို့ချမ်းသာခြင်းဆိုသည့်နှင့်လက်လန်းမမီနိုင်အောင်ဝေးကွာပေလိမ့်မည်ဟုသူတိနာလည်းခဲ့ရပြီးဘွေရယုံနှင့်မချမ်းသာနိုင်ငွေနှင့်ရင်းနှီးရအောင်လဲတစ်မျိုးလုံးပေါင်းရင်တောင်မှငွေသထောင်ပြည့်အောင်မရှိတာသေးကြ၍ချမ်းသာတဲ့မိန်းမနဲ့ရမှပဲဆိုသောအတွေ့ဖြင့်သူစုမြတ်တင်စားကိုမှန်းခဲ့ခြင်းဖြစ်သည် သူမှအောက်ကိုစရာတစ်ခုတော့ရှိသည်အဲ့ဒါကသူ့ရုပ်ရည်ပင်မင်းသားလောက်ပါလားစသော မှတ်ချက်များကြောင့်သူကိုယ်သူပို၍လှအောင် ပို၍ကိုခန္ဓာတောင့်တင်းအောင်ပို၍ခင်မီအောင်သူတတ်နိုင်သမျှစူးစားခဲ့ပါသည်ယခုတော့ချမ်းသာခြင်းဆိုသည့်ဟိုးထိတ်ကအလင်းရောင်စီတို့သူတွားရောက်နိုင်ရန်လမ်းချင်းလေးတစ်ခုကိုသူဝိုးတော်ွတွင်မြင်ခဲ့လေပြီစုမြတ်တင်စားဆိုသည့်ချမ်းသာပြည့်စုံခြင်းများဖြင့်ဖွဲ့စည်းထားသည့်မိမချော်လေး၏ဘဝတွင်တို့ဝင်ရောက်ခွင့်ရနိုင်ရန်သူအစွမ်းကုန်စူးစားကြည့်ပါမည်ကိုယ်ပိုင်တွင်းနေရလဲငါငါဘာတွေးတွေးဖို့တွေ့လာကြည့်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 တာနှုတ်ထွေးမင်းဘယ်တော့မှကောက်ကောက်မဖြစ်ဘူး သူ့အကြောင်းလေတီသားနဲ့သမီးရဲ့သိပါတယ်သိပါတယ်။ तू ကနှုတ်ထွေးရဲ့မောင်နှမနဲ့ဆို မတူတယ်လို့လို့မတန်တယ်လို့လို့မြဲနေတယ်။ជីជីသားဘဝင်တိလား။နှုတ်ထွေးနော်ငါလှုပ်လိုက်ရ။လက်သီးရွယ်ပြီးဒေါသမျက်နှာနဲ့ပြောလာ၍နှုတ်နှုတ်ထွေးကြောင်းရွံ့ဝမ်းနဲ့စွာမျက်ရည်ဝဲမိသည်။မောင်ဦးမင်းကလည်းကွယ်ခလေးကမင်းစားဖို့တရက်ချင်တော့ကလေးလာပို့တာ။ជីជីတို့ဖို့ရောပါနော်။အေးပါတော့ ဒေါ်အေးမြင့်ကတရဲချင်းတော့ပကံကိုလဲပြီးသည်နှင့်နူထွေးကအတင်းဆွဲယူပြီးသူကိုယ်တိုင်စေသည်မိဖို့ထဲမှရေစိမ်ထားသောအိုးကွက်များကိုတပါးထဲစေပေးရှာ၏ပကံစေရင်ကနူးနူထွေးသည်မှုန်တေတေနှင့်ထိုင်နေသောအိမ်နမဲကိုဦးကျောင်းနမဲစင်မင်းဟုခေါ်သောကိုလူကျော်ကိုခိုးခိုးကြည့်နေကြောင်းဒေါ်အေးမြင့်မြင်နေရသည်ตาနှင့်ဒီကောင်မလေးလူငယ်တပါးဝချစ်ကြိုက်ညာသွားကြလင်လေဒေါ်အေးမြင့်အနေနဲ့ကြည်ပြူစွာဝမ်းသာမိပါမည် ူမျက်စိရှဲတဲ့အရွယ်ရောက်လာတော့နုနုထွေးကလိမ်မာရှာသည်လေဟာပကယ်လုံးစင်းနေကြပြီလားဘသူမှထမင်းမစားရသေးပါဘူးမင်းမဲကြီးကြီးကိုကူဆေးပေးနေတာရှစ်တန်းကြားသဖြင့်ကြောင်းထွက်ပြီးပြန်လုံနေသောတားငယ်လေးမင်းမင်းကိုမြင့်မေးကိုတော်အေးမြင့်ကျင်နာစွာကြည့်နေသည်သူပြန်ပစ္စည်းဖြစ်သောတန်လျက်ပြားဆောက်တူရင်းများကိုဝါထရန်ကထားသည့်အကန်းတောင်းမှပုံချထားလိုက်ပြီးထမင်းစားလိုက်တာဗျာစားရမယ်တားလေး အမေငပြင်းဆက်လက်ချောက်ကလေးကြော်ထားတယ်။ตาလေးရေသွားချိုးကြည့်။အမေကလည်းဟိုမှာရေပေါ်လို့ချိုးလာရလေ။ဟမ်။ရေချိုးလာတဲ့သားဆိုရဲချွေးရတန်နေနဲ့ပါလားမင်းမင်းရဲ့။မမလည်းဗျာပြန်လာတဲ့ခီးကိုလည်းကြည့်ုံလေ။ကုံချောင်းခြေချင်းရောနုနုထွေးရေသည်မိခင်ကြီးကားဖြင့်တနာစိတ်ဖြင့်မရေမောနိုင်ဇင်မင်းကားဖြင့်သူနှင်းမဆိုင်သလိုဆက်လက်၍မှုံကြီးလုံးနေစေ။ ထရံမှာထောင်ထားသောစပွဲဝိုင်းကိုရှားလိုက်ရာမှ ထရံပေါက်ပြဲနေသည်ကိုအတိုင်းသာတွေ့လိုက်ရ၏ဒေါ်အင်းမြင့်နှင့်နုနုထွေးတို့ထမင်းခူပြီးသည့်အခါမှာကိုလာစားတော့လေဒီမှာလက်စေးဖို့နော်သားမိသုံးယောက်ဝိုင်းထိုင်လိုက်ကြသည် ထမင်းစားပြီးမှတနခါဖွေးသားနှင့်ရောက်လာသောနုနုထွေးကမပြန်သေးပဲထမင်းဝိုင်းပေးမှထိုင်နေစေပါလိုက်ပါကွာချမ်းမောင်ဟင်းနဲ့သိရချင်းတော့မင်းရလဲကွာမင်းမစားချင်နေပေါ့ဒါမစားချင်လို့ဘာများစားစရာရှိသေးလို့မောင်ဦးနော် ထမင်းစားတော့မို့မပြောချင်လို့ဟွကဲပါជីជីရဘာမှပြောမနေနဲ့ကိုဦးဘရားကျော်နဲ့စားမလားလမ်းထိပ်မှာပူပူလေးရောက်နေတယ်လူထွေသားဝယ်လိုက်မယ်နော်နေနေတော်ပြီစင်မင်းဤစကားစင်မင်းဤမျက်နှာသားများကြောင့်ထမင်းစပွဲဝိုင်းမှာတိတ်ဆိတ်ငြိမ်သက်နေသည်တို့သားမိတေမတက်ရှာပြီးဒင်းရဲ့ចောင်းစရိတ်လမ်းစရိတ်စာអ៊ុဖိုးတွေအတွက်ဖို့နေရတယ်ဆိုတာနည်းနည်းလေးမှတွေးမပေးတဲ့កောင်တကူကောင်းသမား သူ့တကူလုံးအတားကြီးပဲတော်အင်းမြင့်သည် ဟိစကလုံးများကိုစံချန်းထမင်းနှင့်ရော၍မြိုချနေရ၏အခန်းနှင့်ကျေးဇူးပြီခဏလေးဖယ်ပေးကြပါဗျာကျွန်တော်စုမြတ်တင်စာနဲ့ဆွေးနွေးကြလိရှိလို့ပါဆွေးနွေးစရာသူမကတန်တူရွဆိုပြီးအံ့ဩတလို့စင်မင်းကိုကြည့်နေရင်ဟုတ်ပါတယ်ခဏလေးညောက်တယ်ပြောပြစီသူမြတ်တင်စာကတငယ်ချင်းများနဲ့ရှင်ပြီးရက်နေရမှရှေးသို့လမ်းထွက်လာချိန်မှာတငယ်ချင်းများကနေရာတွင်ရက်ရွကြံနေကြ၏ ပြောပါကိစ္စလဲကျွန်တော်ကိစ္စနှုတ်နဲ့ပြောရင်တိတ်ရှိနေမှာမဟုတ်စာနဲ့ရေးထားတယ်နောက်မှဖတ်ကြည့်ပါဘာဟုတ်တယ်ဒီမှာပါဘာစာလဲဟိုဖတ်ကြည့်ရင်သိမှာပါဘာလဲပတ်စံရှိရဲ့စာလားအဗျာမဟုတ်တာရည်စားစာဆိုရင်တော့ကျမတက်ခါတဲ့ခြေထောက်နဲ့နင်းချေပြစ်လိုက်မှာနော်ဘာမှတ်လဲသိပါတယ်မဆူများတင်စာရဲ့မာနာကိုသိပါတယ်ဒါကြောင့်ပြေးလေးလေးဆွေးနွေးနေရပါဗျာဆွေးနွေးတယ်ဆိုရအောင်ရှင်းအောင်မှကျမမသိပဲကျွန်တော်ကမတ်မေဂျာပါအဲ့ဒါလေးအားလုံးရေးထားပါတယ်ကဲဗျာပွဲသိမ်းလိုက်အောင် ဒီစာယူသွားပြီးတော့ဖတ်ကြည့်ပါပြီးမှကြိုက်တဲ့မှတ်ချက်ပေးပါကောင်းပြီလေးပေးခဲ့ကောင်မလေးကိုစာပေးပြီးသည်နှင့်ဖြက်လက်စွာကြောခါမီလှင်မြန်စွာသူမရှိမောင်မှထွက်ခွာလာခဲ့တော့သည်ဟီစာတစ်စောင်ဖြစ်လာဖို့တပတ်လုံးသူစူးစားခဲ့သည် writing pad တအုပ်လုံးကုန်သည့်အထိရေးလိုက်ဖြက်လိုက်လုပ်ရသည် အချောတက်ကိုညာကမှညီကုန်းချုပ်ရပါ၏အစင်းမြင့်အင်္ဂလိပ်စကားလုံးများရေးသားနိုင်ရန်အတွက်တငယ်ချင်းကောင်မလေးရှိက dictionary စာအုပ်အထူးကြီးငှားရသည ဥပမာအစံရှယ်ဆိုသည့်မရှိမဖြစ်လိုအပ်သောဟူသည့်စကားလုံးမျိုးအီတာနယ်ဆိုသည့်အဆုံးမရှိသောဤကုန်းမရှိသောဆိုသည့်စကားလုံးများကိုစာအဆုံးမှာ we eternal love ဆိုသောစာချောင်းများဖြည့်ခြင်းကအစသူ့အတော်ကြီးစ조사၍ရေးသားထားခဲ့ရသောစာဘာပဲဖြစ်ဖြစ်ကူတော်သူစာကိုကောင်းမလေးလက်ခံသွားခဲ့ပြီးဤတစောင်းနဲ့နှင့်အပြတ်မခံနိုင်သူအထက်ထက်စ조사၍အခါခါချင်းခန့်ရေဆုံးဖြတ်နေခြင်းမှာဟဲ့ဆုမြတ် ဟိုကောင်စာပေးတော့အကြောင်းနင်ဘာလို့လက်ခံလိုက်တာလဲ။ तू ကရီစားစာမဟုတ်ဘူးတဲ့။ဆွေးနှင်းစရာရှိလို့ပါတဲ့။ပုံွားတော့ခန့်ရရင်မဲ။ရှင်းနေသိလို့လား။ဘလို့လို့သိမှလဲ။ကုမမြင်မှုတာ။ယောဂတကယ်ချောပါရဲ့။ Kevin Costner လို့လို့။တေးလိုက်ပါလား။ကဲဟာဝေဖန်မနေကြနဲ့။ तू ဘာတွေဆွေးနှင်းထားလဲဆိုတာသိရအောင်။စာမြင်မဖက်လေ။ကောင်းပါပြီလေပါဒီရဲ့။ဆူမြတင်စာတို့အဖွဲထဲမှာမြရှိရင်ဆိုတော့ကောင်မလေးတယောက်ပါသည် သူ့ကိုလေပါရီမမြရင်ဟုစားကြရင်ကလေပါရီပဲခေါ်ကြတော့ခြင်းဖြစ်၏သူမြတ်တင်စားကစာအိတ်ကိုဆုပ်ပြဲလိုက်ပြီးစာရွက်ကိုဖြန်တော့တငယ်ချင်းလေးယောက်ခေါင်းစဉ်ဆိုင်မြဖက်ရှုကြရမှာကျွန်တော်တိတ်မြတ်လို့ရပါတယ်သူမြတ်ဟင်းစက်ဖက်လေဟာဒီစာရေးဖို့အချိန်ချင်းကြိုးစားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရင်ထဲမှာသူမြတ်ကိုချစ်နေမိတဲ့အတိုင်းဘလို့မှစာဖွဲလို့ရနိုင်မှာမဟုတ်လို့ပါကျွန်တော်လေဟင်း ကြည်စံဘာတွေလဲဒါရီးစားတာမဟုတ်လို့ဘာလဲစူမြတ်တင်စားကတောက်တစ်ချက်ခောက်လိုက်ပြီးစာရွက်ကိုလက်ခုံနဲ့ဖျက်ရိုက်လိုက်ပြီးအေးလေဆွေးနွေးစာလေးပါလေးနဲ့ကြည်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 ရှင်တော့ကလည်းဟဲဆောင်းအောင်များဖက်ကြည့်ကြပါဦးလားမိမနော်ဟိုဘက်ကနေပြီးပြောမနေနဲ့ရော့ရှင်းရရှင်းမဲ့ဖက်ကြည့်တော့ဒီစာမျိုးကျုပ်လက်နဲ့ကိုင်ဖက်မိတာမဟာအမားပါပဲမလိန်တစ်ဘက်လောက်တော့ယောက်ျားပဲတတိရှိရှိပေါ့ချစ်ခွေပန်တဲ့စာပါဘာညာပေါ့ မိမုံရဲ့တို့များစုမြတ်ရဲ့လဝါကပါမယူဆိုတဲ့ထဲကလေသူလဲဒီတရင်တွေကြမှာပေါ့တော်ကြဟာဒီကောက်ငါမကြည့်ဘူးဟွန်းဟွန်းစုမြတ်ရဲ့ရှင်တို့အကြောင်းတင်ပိုတော့မကြည့်ဘူးမှာဘာဖြစ်လို့လဲဒီကောက်ရုပ်ဖြောင်းတော့တထေသားလူလူအရာရှိတာလူလူအစင်းပညာဆောင်နေရတကယ်တော့သူ့ဘီကလက်တမတေးပြီသူ့မေကဒိုးရက်ကနားလမ်းထိမှာမဝင်းကရောက်လာဆိုင်မတေးလေးပါဟေးချက်စီရအောင်ငွေရေးမရှိတော့ ဟင်းရီအိုးဝယ်ပြီးထိုင်အောင်ရတဲ့ဈေးတဲ့မျိုးစုံညက်ရဲ့မွေငါတဲ့ရဲ့သားစင်ရဲမွဲတွေစုပ်ပြတ်နေတဲ့ကောင်ရှင်တရင်ကြောင့်စုမြတ်တင်စားဤနှလုံးကုန်လုံးမြန်လာသည်သွေးလက်ပတ်မှုမြန်လာသဖြင့်မျက်နှာပြင်မှနီမြန်လာဤရှင်သည်ဒေါသဖြင့်စူဝေလာဤသူမ၏တကူလုံးမှာဖုံးလန်းထားသောမာနဆိုသည့်အဆောင်ကြီးကိုစင်မင်း၏လောက်ရကလောင်စာနှင့်ရှို့လိုက်သည်လို့ဖြစ်သွားသည်ဖြင့်သူမြတ်တင်စား၏မာနမီပုံကြီးဟုံဟုံတောက်လောင်လဲ ငါ့အကြောင်းဒီကောင်သိစေရမယ်။အခန်း3တိတ်ချရတဲ့စုမြတ်တင်စာကျွန်တော်ရင်ထဲမှာအချိန်ပြည့်စိုးမိုးနေတဲ့စုမြတ်တင်စာမြင်မှုသမျှထဲမှာအလှဆုံးဖြစ်တဲ့နုနုထွေးဒီဘရက်ဘွားဖြစ်နေသောစာရွက်စာအုပ်များကိုစစ်စစ်ရီရီတင်ထပ်ပေးနေရမှာစာရွက်ပေါင်းများစွာရဲတွင် ကပီးတင်ထားသော စုမြတ်တင်စာဆိုသည့်နာမည်များစွာကို တွေ့လိုက်ရသည့်ရှင်နေတွင်တစ်ခုခုအထည့်ခံလိုက်ရသလား ဒါမှမဟုတ်ရင်ထဲကတစုံတရာကိုဆွဲနှုတ်ခြင်းခံလိုက်ရလေသလားမသိနိုင်အောင်ရင်ထဲတွင်နှက်ဆိုင်စွာနှင်းသီးသွားတော့သည်ကိုဦးရဲ့ဟိုးငငယ်ကလေးတည်းကကိုဦးအမြဲနဲ့နာခံခဲ့တဲ့ကောင်းမလေးအရွယ်ရောက်လာတော့လေကိုဦးနှလုံးသားထဲမှာနစ်နေအောင်ချက်တဲ့မင်းကလေးဆိုတာကိုဦးမသိဘူးလားမင်းကလေးမို့ဖွင့်ပြောဝင်မိမယ်နှုတ်ထွေးရဲ့အကျင်နာတွေနှုတ်ထွေးရဲ့ချစ်မြတ်ဝန်းတွေကိုကိုဦးမခံစားမိဘူးလားရှင် ကိုဦးနဲ့ပတ်သက်လာရင်အလှုပ်ခတ်ကလေးအနေငယ်ကိုပင်ရှင်သိအောင်ခန်းစားမိခဲ့သောနှုတ်ထွေးအတွက်ယခုလိုစူးမြတ်တင်စားဆိုသောအစင်းမြင့်မင်းကလေးကိုကိုဦးချစ်နေပြီးချစ်ခွင့်တောင်းနေပြီးဟုတီလိုက်ရချိန်မှာမျက်ရည်တွေပြည့်အိုင်လာခဲ့ပြီးအိမ်တကားပွင့်နေတဲ့ကတမီးရောက်နေပြီဆိုတာတည်တာဟမ်ကြီးကြီးတော်ပြန်လာပြီလားနှုတ်နှုတ်ထွေးကမျက်ရည်ကိုလက်ခုံနဲ့အမြန်တုပ်ပြီးပြေးကြရသည်မိုးဟင်းကဟင်းရီအိုးနဲ့ပကံခွက်ရောက်များကိုခေါင်းပေါ်မှရွက်လဲ လက်တစ်ဖက်ကရေပုံးထဲမှာငပြာရေငရုတ်သီးမှုစသောပလင်းနှင့်တခြားတိုလီမိုလီများကိုဆွဲရည်ဝင်လာသောဒေါ်ရင်မြင်ကိုပြေး၍ကူဆွဲလိုက်ရ၏အယံဝယ်တွေကလည်းမကောင်းလှပါဘူးအေးအရင်တတားလေးပဲရတယ်ဒါတော့နေမြင့်နေတာသာကြည့်တော့အိုးကွက်ပကံများကိုထမှန်စေကြောရင်ရေစီဘေးနားမှာခြားထားလိုက်ရသည်ဟာဒီကြိုက်နေမှာဟေ့နေနေရှိနေပါလားအော်ဟုတ်ပါ ဟိုအကောင့်ဖို့ခတ်ထားရတာလေဒီနေ့ဟင်းမှမရှိပဲជីជីဟာဘာနဲ့စားမလဲမုတ်ဖက်နည်းနည်းကျန်တာနဲ့ဟင်းရီဆွယုံဆန်းပြီးငရုတ်သီးမှုန့်တွေနဲ့နေစားခဲ့ပြီအဲရကစွရချင်ဟင်းလေးတစ်ခွက်ပေးမလို့နေပါစေတော့ជីជីအတွက်ကမနဲ့စားစားပြီးပြီမင်းမင်းလေးအတွက်လည်းပဲရီပွားရှိတယ်ជីជីမှခက်နေတာကဟိုဘဝင်ကောင်တော့ပဲอืมတော်ယုံနဲ့မစားနိုင်ဘူးတန်ယုံအဝိမဝိချင်ဘူးအကြီးတို့ကအထယ်ကြီးပြက်လည်းမဟုတ်ပါဘူး ဒီစင်ရဲသားရက်ွက်မှာပဲလူဖြစ်လာတာဒီကောင်ပ้าကြောင့်ဘဝင်မြင့်နေတာလဲမပြောတတ်တော့ပါဘူးအေးဒေါ်အေးမြာဝခင်းချမ်းပြင်မှာအာရပါရတိုင်းပြီးစလိပ်ဖွာနေဤသူတို့နဲ့သုံးလန်းကျော်မှာယောက်ျားကြီးချက်သောမိုဟင်းကားလက်ကားဆိုင်ရှိဤသူဟာသူကိုယ်တိုင်သောဈေးသို့ထွက်၍မရောမဲဟင်းရီအိုလိုက်ရောင်းသည်2300တန်မှ800တန်အထိအစဉ်စဉ်ရှိဤကြိုက်ရဝဲအချင်းအတွယ်နှင့်ရောင်းပေးသည် တချို့ကြတော့မုတ်ဖက်အကြောငြုပ်သည်မှုငပြာကြီးအချင်းကအစအုပ်ဆောင်ယူသည်သူဝတစေဒေါ်အင်းမြင့်တို့လိုမိုးဟင်းကားဆိုင်ဖြစ်ုံလေးရောင်းနိုင်သူအတွက်ကတော့900တန်ဟင်းရီဝယ်ပြီးကျန်တာကိုပါသာဝယ်ဒါတောင်ဟင်းရီဘိုးကလက်ငင်းမချေနိုင်မနေ့ပြန်တိုးသွားယူမှ မနေ့ကဟင်းရီဘိုးပေးရသည်မကြာခဏဆိုသလို100 200လို့တစ်ဖြစ်မျက်နှာငယ်စွာ တောင်းပန်ရသည်ကလည်းအခါခါသူတို့အဖေဆုံးကစားကားဖြင့်အတော်လေးကြက်တဲခဲ့သည်အခုအငယ်ကောင်လေးပျံလောက်ကတပတ်တခါ 900တထောင်ရသဖြင့်တော်အမြင့်အသက်ရှူချောင်ခဲ့သည်ထိုချိန်ကကန်ထရက်တိုက်တွင် ခစားနေ၍ပယံအလုတ်ကနားရသည်မရှိပါတာအူလေးမို့အသေးတုံအောင်ချစ်ခဲ့တော်လဲညီကိုလဲမညာအမေကိုလဲမငဲသည့်အတွက်အခါခါစိတ်ကွက်ရဘူးသည်သို့တော့ငါသားကြီးကတက္ကသိုလ်ကျောင်းသားဆိုတော့လဲဝိချင်စားကျင်ရှာမှာပေါ့သူပွင့်ရတဲ့အထီတော့ဒုသားမီအချို့ငယ်ခံပြီးသူ့ကိုပဲဖို့ရမှာပေါ့လေ မိခင်ဤကြီးမားသောကျင်နာတရားစေတနာများဖြင့်မကျင်နှံ့မှုများကိုအလုံးဖုံးအုပ်ဖြစ်လိုက်ရတော့သည်ဟိရေအိုများကိုဆေးကြောမောက်ထားပြီးအနားမှလာထိုင်သောနှုထွေးကိုကြည်နေစေမှာကိုဦးလေရိစားရနေပြီထင်တယ်တိလားသူစာအုပ်တွေကြားထဲမှာစာရီတောင်တွေ့တယ်နမယအစစ်မြင်လိုက်တာစွမျက်တင်စားတဲ့အဲ့ဒါကြီးကြီးတိလားယင်တော်အင်းမင်းကရှိုင်းကုန်ထားသောမိခိုးငွေများကိုမှုတ်ထုတ်ရင်းအတိတ်ပဲပြေဆုံးစွာပြုံးလာ၏ဘဲသိပါမလဲသမီးရဲ့ ဒါပေမဲ့အကြီးသေးတာတခုတော့ရှိတယ်။ဘာကြောင့်လဲယဒီကောင်ဟာအစင့်မြင့်တဲ့တထေးသမီးကိုပဲမှန်းမယ်။တရက်ကွက်ထဲကအစင့်တူကိုဘယ်တော့မှမှန်းမှာမဟုတ်ဘူး။ပါဇက်လေးဖွင့်ဟား၍နားထောင်နေသောနှုထွေးကိုဒီကောင်ဟာသိတ်ချမ်းသာတဲ့တထေးသမီးနဲ့ရလဲ။တေဝစ်သွားမဲ့မတင်နဲ့။ပိုတော်ဘဝင်မြင့်လာအောင်မှာ။သူ့ကိုရတဲ့မိမလဲဘယ်တော့မှစိတ်ချမ်းသာမှာမဟုတ်ဘူး။အိုးဘာဖြစ်လို့လဲကြည်ကြီးရဲ့။ သူချစ်တဲ့မိမကိုရရင်သူပြုံးမှာပေါ့မိမကလည်းပြုံးမှာပေါ့အကြီးရဲ့တမီးမသိပါဘူးအေးတကူကောင်းဆန်နေသူဆိုတာသူ့ကိုထဲဘယ်သူ့ကိုမှပိုမချစ်တတ်ဘူးတော်ရင်မြင်းကဆက်လိတ်ဆက်ဖွာပြီးမှဒါပေမဲ့အကြီးကတော့သူကောင်းစားပါစေစိတ်ချမ်းသာပါစေပဲဆူတောင်းပါတယ်သူ့တောင်ဝင်ကလွတ်သွားရင်တို့သားမီးကဖြစ်တယ်လို့နေနိုင်တယ်လေ တို့ကိုလည်းလှဲ့ကြည့်မဲ့ကောင်မဟုတ်ပါဘူးသမီးရဲ့သူ့ကိုမျော်လင့်မနေနဲ့ဟု တက်တက်လေးမပြောရုံတမဲပါပဲရဟန်ကြီးကြီးလူထွေးကိုဦးကိုချစ်တာပိဆက်ချင်တဲ့အချစ်မျိုးပါ သူ့ဘက်ကတွန့်ပြန်လာရင်လည်းချစ်မှာပဲမတွန့်ပြန်လာခဲ့ရင်လည်းလူထွေးဘက်ကအားလျှော့နောက်ဆုတ်သွားမယ့်အချစ်မျိုးမှမဟုတ်တာသာရအသက်သက်ဆုံးညီကုန်းမရှိတဲ့ချစ်တွေနဲ့လူထွေးလေးကိုဦးကိုမြဲချစ်နေမှာကြီးကြီးရဲ့ ဒေါ်အမြင့်ကိုကြည့်၍နှူထွေးနှလုံးသားကစကားပြောနေခြင်းဖြစ်သည်အပိုင်းနှင့်ဆက်ပါမည်ဟုတ်ကဲ့ပါရှင်ဒီနေ့ Freedom of Future Channel ရဲ့ Wine တော်သားများတင်ဆက်ဖတ်ပြသွားတာတော့ကလျာဝိစာသိပ္ပံရေးသားထားတဲ့စင်းလဲသောယောက်ျားတစ်ယောက်ကြောင့်အပိုင်းတစ်ကိုဖျက်ပြသွားတာဖြစ်ပါတယ်ရှင် ဆုံးထိနားဆင်ပေးခဲ့ပါသောကလစ်ကများအားလုံးကျေးဇူးတူပဲတင်ရှိပါရရှင်။နောက်နေ့ပိုင်းဆက်များမှပြန်လည်တွေ့ဆုံပါမယ်ရှင်။